င်္ဂလာပါရှင်မန္တလေးကတဲ့ချန်နဲ့နောက်ဆုံးသတင်းကိုတင်ဆက်ပေးပါမယ်။မော်ရမြို့နယ်မှာပြည်သူတွေထံမှဆက်ကြေးကောင်းတဲ့ရဲရရှိသောနဲ့ရဲတပ်သားတအုပ်တို့လိုက်ပါလာတဲ့ကားကိုတော်လိုင်းတက်တွေကပြစ်ကတ်မှုရဲလေးဦးတွေစုံပြီးလက်နက်ကင်များတင်ဆက်ရရှိ။စကိုင်းနိုင်မော်မြို့နယ်မှာပြည်သူတွေထံမှဆက်ကြေးကောင်းနေသောရဲရရှိသောနဲ့ရဲတပ်သားတအုပ်တို့လိုက်ပါလာတဲ့ကားကိုတော်လိုင်းတက်တွေကပြစ်ကတ်မှုရဲတုံးတွေစုံပြီးလက်နက်ကင်နဲ့တင်ဆက်ရရှိကြောင်းမော်ရမြို့နယ်ပြည်သူ့လော်ကျောင်းရဲ့ဖွဲ့မှတာဝန်ရှိသူကပြောတယ်။ အော်တိုဘာလာလျင်နေမနက်ပိုင်မော်ရမြို့နယ်တာစီလန်းနဲ့အက်တော်ဝိုက်ဘတ်မှာအပြည်သူတွေထံကနေငွေကြေးနဲ့ပါလာပြည့်စည်ရေးအတင်းတမဆက်ကြီးကောက်ခံနေတဲ့ရဲအရာရှိတုံးနဲ့ရဲတပ်သားတအုပ်လိုက်ပါလာအင်စီကာကိုတော်လိုင်းတပ်တွေကတိုက်ခိုက်ခဲ့ကြတဲ့ အပြန်အလှန်တိုက်ခိုက်မှုတွေရဲလေဦးစလုံးတိုက်ဆုံမိတော်လည်းတက်တွေထိခိုက်မှုရှိခဲ့ကြောင်းလက်နက်ခဲများတင်ဆက်ရရှိခဲ့ကြောင်းသိရတယ်တေဆုံးသူရဲလေးဦးနဲ့ကတောင်မှကချင်ပြည်နယ်မိုးကောက်မြို့နယ်နမတိနမည်ရဲစခန်းကရဲတက်ကြတင်းစော်ဖြစ်ကြောင်းတင်းစီရရှိလက်နက်ကန်အနေမှာ PA63 ကော G3 နှစ်လက်ကိုမမပစ္စတိုတလက်တို့ဖြစ်ပြီးလိုက်ပါစီနဲ့လိုင်းအင်စီကားမှလည်းပြက်ကတ်တိုက်ခိုက်မှုကြောင့်ပျက်စီးသွားကြောင်းသိရတယ်။ပြည်သူအနေနဲ့လက်ရှိချိန်မှာထွေးခွေးဆိုင်ပြီးတော်လာပေးကြမယ်။ဘေးကင်းကြပါစို့ပြောချင်တဲ့ဦးမောင်ရမြို့နယ်ပြည်သူလော်ဂျိုအဖွဲ့မှတောင်းရှိသူကပြောတယ်။ အဆိုပါမရှင်ကိုမောင်မြတ်နယ်ပြည်သူ့လုံခြုံရေးဖွဲ့နဲ့ကျောင်းသားတက်တော်မောင်ရခိုင်တိုင်နှစ်ခွဲတေရွာစော်ကြီးတော်တော်လန်တန်ဘူးတလီမိုဘိုင်းတနုကအတူပူပေါက်တခိုက်ခဲ့ကြောင်းသိရပါတယ်ဆလပီမဲဆင်းမယွမှုအကြောင်းပြအာနာသိခဲ့စစ်တပ်ကပြုတ်လုံးမဲ့ရွေးကောက်ပွဲအတွက်မဲဆင်းနေမှာလူရင်900မှာ300မယွနေရလို့စက်ဖွပါတီမှာဘူလလာစေပြ2020ရွေးကောက်ပွဲမှာမဲဆင်းမယွတို့အကြောင်းပြအာနာသိခဲ့စစ်တပ်ကပြုတ်လုံးမဲ့ ရွေးကောက်ပွဲအတွက်မဲဆင်းနေမှာလူဦးရေ900တွင်လူဦးရေ300မှာရင်းနေကြောင်းစက်ဖို့ပါတီမှဘူလလာစေကပြောတယ်။ရွေးကောက်ပွဲအတွက်မဲဆင်းနေတော့ဆစ်ဆစ်ကြီးရဲ့အခါမှာလူဦးရေ900မှာလူဦးရေ300မှာမဲဆင်းနေမှာရင်းနေကြောင်းရက်ကောက်အုပ်ချုပ်ရေးမှူးနယ်မိသားစုပဲမဲဆင်းမပါကြောင်းမဲဆင်းနေအလွန်ကွာဟနေပြီးမဲဆင်းနေပြန်လဲပြုပြင်မြင့်ချိန်တပတ်တာကျွန်တော်ကြောင့်ဘူလလာစေကပြောတယ်။ ထို့ပြင်မဲဆင်းတွေမှာတမြွတ်နယ်လင်ရကနန်းကျော်ကွာနေပြီးမဲဆင်းတွေမှားယွင်းမှုများတဲ့အတွက်မဲဆင်းကိုတပုံရိုက်ပြီးရက်ွက်တေလူရဲ့ဇင်းနဲ့တိုက်ဆိုင်စစ်ဆေးနေရကြောင်းစစ်တပ်လက်ခံရွေးကောက်ပွဲကော်မရှင်နေဖြင့်မဲဆင်းတွေကိုပြန်လည်ပြုပြရမည်ဖြစ်ကြောင်းလှစေကဆိုတဲ့နောက်တခါလွတ်တော်ကိုယ်စားလှယ်တောင်ပဲပါတဲ့သူမိသားစုကြောင့်မပေါဘူးလွတ်တော်ကိုယ်စားလှယ်လောက်အာနာလို့ထည့်ပေးလိုက်တော့လည်းမသိဘူးအဲဒီတော့ UEC ကဒီမဲဆင်းတွေကတော်တော်ကိုမှားနေတယ်တော်တော်ကိုပြန်ပြရမယ်အဲ့ဒါတွေ့တယ်ဒါလေးကိုချိန်ပြီးပြုတ်ပြမို့ဘသူတွေအလုရှုပ်လဲဆိုတော့ရက်ကွက်အောင်ချော်ရဲမှုတွေလွတ်တော်ကိုယ်စားလှယ်တွေကိုတိုင်း 2020ရွေးကောက်ပွဲမှာ LD ပါတီကပြတ်တက်နိုင်ရရှိခဲ့တော့လေမင်းအွန်လိုင်းနဲ့စစ်တပ်ကမဲဆင်နေမိုင်းတို့ဆိုကအကြောင်းပြပြီး2020ရွေးကောက်ပွဲရလက်ကိုပဲဖြတ်ကသမရဝင်မြင်တဲ့နိုင်ငံတော်အတိုင်းမိတ်ကပ်ပေါ်ကိုတောင်ဆန်းစုကြည်တို့ကိုဖန်စီကဆင်အနာသိမ့်ခဲ့ခြင်းဖြစ်ပါတယ် ဆက်လက်ပြီးတရင်ကျူလာပြည့်နေ့မှာစစ်တပ်ကနမ်တူနဲ့ဒီပေါ်မျိုးတွေကိုဇက်တိုက်လင်းနဲ့ပုံကျအကြောင်းနေအများပြပြက်စီဗုဒ္ဓဘာသာမြန်မာလူမျိုးတွေရဲ့ထွတ်မြတ်တာယနေ့ကြောက်တဲ့တရင်ကျူလာပြည့်နေ့မှာစစ်တပ်ကနမ်တူမျိုးနဲ့ဒီပေါ်မျိုးတွေကိုလင်းနဲ့ပုံကျတိုက်ခိုက်တာကြောင့်နေအများပြပြက်စီသွားကြောင်းတရနယ်လေးထုတ်ပြန်ကြတဲ့ဒေသပြည်သူတွေပြောဆိုကြရသေးရတယ်။ ယနေ့အော်တိုဘာလ6နေ့မနက်9:43မိနစ်ချိန်စစ်တပ်ကနမ်တူမြို့မြို့မဆေးရက်ကွက်နှစ်ကိုတိုက်လေနဲ့ပုံကျဲခဲ့ကြောင်းပုံကျဲမှုကြောင့်နမ်တူမြို့ရှိနေချောင်းလုံးလေပုံစားတီမဲ့ပြည်စည်းသွားခဲ့ကြောင်းပုံကျဲမှုကြောင့်ပြည်စည်းမှုပမာဏ area ကြီးမှာတော့လေတည်ဆုံသူမရှိကြောင်းသိရတယ်။ အလားတူယနေ့မနက်9:38မိနစ်ချိန်မှာလည်းရှမ်းပြည်နယ်မြောက်ပိုင်းတီဘောမြို့ကိုစစ်တပ်ကတိုက်လင်းနဲ့ပုံကျဲချသွားခဲ့ကြောင်းဒေသပြည်သူတွေနဲ့ဆက်သွယ်ရှိတဲ့တဲ့မြေကပြောတယ်စစ်တပ်ကဒူဘလာနေ့နေ့မှာလည်းနမ်တူမြို့မှာပုံကျဲတိုက်ခိုက်မှုကြောင့်ပြည်သူလူထုလည်းဦးသေးဆုံးပြီးငောင်းအထိကတဲ့ရရှိခဲ့ကြောင်းပြည်သူများအနေဖြင့်စစ်ကောင်စီရဲ့ပုံကျဲတိုက်ခိုက်မှုတွေရှောင်ရှားနိုင်စေတဲ့အမြင်ရှင်တို့အပြင်လေကြောင်းရဲ့မိုက်ကွယ်နိုင်ရဲ့လေကြောင်းရဲ့ကွယ်ဆန်နီလန်နေ့လိုက်နေဆိုင်လိုအပ်ကြောင်း စက်ကောင်စီတပ်ကတိုင်းပြည်တွင်သာမကတိုင်းဒါလက်နက်ကိုင်းနှင့်ပြည်သူ့ကာကွယ်တပ်ဖွဲ့တို့ကတိုက်ခိုက်သိမ်းပိုက်ရရှိခဲ့နေရာတွေမှာလူဖြစ်တော်လကောင်လက်နက်ကြီးဖြစ်တော်လကောင် drone ဖြစ်တော်လကောင်လေကြောင်းဖြစ်တော်လကောင်ပြည်မဲ့ပြည်သူလူတို့ရဲ့ပေါ်ဆက်ရဆဲမှုကျွလွန်နေလျက်ရှိကြောင်းတရားနာလေကသတင်းထုတ်ပြန်သိပေးပါတယ်။ ဇလဘီဝမ်းတွင်းမှာစစ်မှုထမ်းပတ်စဉ်ဆက်ရှိတော်လူငန်းကားကိုစစ်တပ်ကပေါ်တော်ဆွဲဖမ်းဆီးမန်လေးတိုင်းဝမ်းတွင်းမြို့နယ်ကျေးရလီယာကိုဂျပန်စစ်တပ်ကစစ်ကြောင်းတဝင်အောင်စီနေမီလူငန်းကားကိုစစ်မှုထမ်းကပေါ်တော်ဆွဲဖမ်းဆီးသွားကြောင်းဝိုင်းစုံဝမ်းနေတောင်းရှိသူကပြောတယ်။အော်တိုဘလ9ရက်နေ့မိုးလင်းနိုင်ကန်ချိန်ဝမ်းနေမြို့နယ်အတွင်းရှိခံဘက်ရွာရှာတရတောင်းဆေးရွာနဲ့ဦးမတွေ့ရတို့ကိုဂျပန်စစ်တပ်ကဝင်းအောင်စီနေမီပြည်သူငါးဦးကိုပေါ်တော်ဆွဲဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်းအကြပ်ဖက်စစ်တပ်ကခပ်ပက်ရောင်မလူငယ်နဲ့ရွာတက်ရောင်မလူငယ်နဲ့တောင်ဆန်ရောင်မလူငယ်တောင်နဲ့အုံမတွေ့မလူငယ်ချို့တို့ကိုဝင်ရောက်ပေါ်တာဆက်ဖန်စီခဲ့ကြအောင် ဖန်ဆီယာမှာလိုက်ထရက်ကတစီကိုချော့ဆက်ကပြည်သူတွေကိုခေါ်ဆောင်သွားခြင်းဖြစ်ကြောင်းသိရတယ်။အကြဖက်စစ်တပ်ကရက်ခေါ်အတူပါလာ15ရက်နေ့ဖွင့်လင်းမဲ့စစ်မှုရန်အပတ်စဉ်ဆက်ရှယ်အတွက်ဝမ်းနေမြို့နယ်ကျေးရွာကျေးရွာတွေမှာလူငယ်တွေကိုပုံစံမျိုးစုံနဲ့ရှာဖွေဖန်စီပေါ်တာဆွဲလျက်ရှိကြောင်းသိရပါတယ်။ဆက်လက်ပြီးပေါ့နယ်မြမြို့နယ်ရှိကြရတွေကိုစစ်တပ်ကလင်းစက်တက်လေးတည်းနဲ့တောင်ရဆက်တိုင်ဖုံးကျဲတိုက်ခိုက်မှုပြည်သူတောက်တေဆုံးမိတိကတဲ့ရရှိသူများပြား မကွေးတိုင်းပေါင်းမြနယ်နဲ့မြိုင်မြို့နယ်ဆက်ရှိကြရတဲ့ကိုဂျပန်စစ်တပ်ကလည်းစက်တက်လေးဒီနဲ့သွေးရဆက်တိုက်ပုံကျဲတိုက်ခိုက်ခြင်းကြောင့်ပြည်သူတအုပ်ထိဆုံးပြီးတိကျတဲ့ရရှိသူများပြကြောင်းမြိုင်ထောင်မင်းမြေပြင်တရိမ်မဲ့ပြန်ကြရေးဖွဲ့တော်ရှိသူကပြောတယ်။အော်တိုဘလ9ရက်နေ့မနက်7:30မိနစ်မှာပေါင်းမြနယ်ကိုရှင်းမြောက်ချန်ရှိကြရတဲ့ကိုဂျပန်စစ်တပ်ကစက်တက်လေးဒီ3စီနဲ့3ချိန်ပုံကျဲတိုက်ခိုက်ခဲ့ကြောင်းလေကြောင်းတိုက်ခိုက်မှုတွင်ပြည်သူတအုပ်ထိဆုံးပြီးနောက်တိကျတဲ့ရရှိကနေနေပျက်စီးခဲ့ကြောင်းသိရပါတယ်။ အလားတူယင်းနေ့မနက်7:00ကျော်ကမှလည်းမြန်မြွတ်နဲ့တောင်ကျန်းရှိကြရီကပခုတ်ကိုတမတရားတက်ကနေ့တက်လိုက်7:00တလီ3စီကလေကြောင်းတိုက်ခိုက်မှု5ကြိမ်ပြုလုပ်သွားကြောင်းထို့ပြန်အထူပေါ်လ9ရက်နေ့မနက်6:45မိနစ်ကမှလည်းမြန်မြွတ်နဲ့အနောက်ပိုင်းရှင်းနေမော်ဒေတာကိုဂျက်ဖတ်စစ်တပ်ပခုတ်ကိုတမတရားတက်ကတက်လိုက်7:00တလီ2စီကလေကြောင်းတိုက်ခိုက်မှု5ကြိမ်ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်းလေကြောင်းတိုက်ခိုက်မှုတွင်ရေနံပေါ်မှာအလုလုကိုင်းနေသူနှောင်းထိခိုက်ရရပြီးအဆောက်အဦတွေလည်းထိခိုက်ပျက်စီးခဲ့ကြောင်းသိရတယ်။ထို့ပြန်အထူပေါ်လ3ရက်နေ့နဲ့အထူပေါ်လ ၄ရက်နေ့တို့မှာလည်းပေါင်းမြွတ်နယ်နောက်ချမ်းစေကြီးတောင်ပေါ်ဒီလင်းမြွတ်နယ်နဲ့ပေါင်းမြွတ်နယ်ဆက်ကြရိုင်နဲ့မြန်မြွတ်နယ်နောက်ချမ်းရှစ်ကြရိုင်ကိုဂျပတ်စစ်တပ်ကလင်းရင်ဆက်တက်လေဒီရဲနဲ့ဘုံနေကျဲချတိုက်ခိုက်သွားကြောင်းသိရတယ်။လက်ရှိချိန်မှာပေါင်းမြွတ်နယ်နဲ့မြန်မြွတ်နယ်အတွင်းရှစ်ကြရိုင်မှပြည်သူတွေကဂျပတ်စစ်တပ်ကလေကြောင်းတိုက်ခိုက်မှုတွေဆက်လက်လှုပ်ဆောင်လာမည်ကိုစိုးရိမ်နာကြောင်းဘေးလွယာကိုထပ်ပြေးတိမ်းရှောင်နေရပြီးပြည်သူများလေကြောင်းအနေနဲ့တတိပြုနေထိုင်ကြတဲ့တော်လင်းရန်စတွေကမြစ်တမ်းရပ်ခံပါတယ်။ ။နောက်ထပ်တင်ဆက်ပေးမှာကတော့ဝက်လက်မြွတ်နယ်အောက်ထပ်သားရွာမှာတက်ဆွဲထားတဲ့စစ်တပ်တိုက်ခိုက်မှုစစ်သားတွေထိခိုက်ဒေဆုံးမှုများပြား။စကိုင်းနယ်ဝက်လက်မြွတ်နယ်အောက်ထပ်သားရွာမှာတက်ဆွဲထားတဲ့စစ်တပ်တိုက်ခိုက်ရာကြက်ဖက်စစ်ကောင်စီတပ်သား30ခန့်ဒေဆုံးခဲ့ကြောင်းရွှေဘိုခဲမှ23တိုက်တော်ဝရှိသူကပြောတယ်။စတေမလာ19ရက်နေ့မန္လေးမြို့ကောင်းဝင်ဆိုင်ကန်ကနေတန်ခွန်သိမ်းမောင်းရဲ့အရာရင်းမြေကြောင်တိုင်းစံတက်လာတဲ့စစ်ကောင်စီတပ်သားတွေကစတေမလာ16ရက်နေ့မွန်တက် ဆန္ဒနိုင်ဝင်ကျမှာဝက်လက်မြနဲ့အောက်ထပ်သားရွာကိုရောက်ရှိပြီးယာယီခြေချတက်ဆွဲခဲ့ကြောင်းသိရတယ်။ထို့သူတက်ဆွဲထားတဲ့ဂျပန်စစ်သားကိုပြည်သူ့ကာကွယ်ဘုပေါ်တပ်ဖွဲ့တွေကစတီမာလာဆက်ရှင်တွေကစတင်ပြီးဝိုင်းအောင်ပိတ်ဆို့ထားကအပေါ်တက်တာရွာမှာအသင်းဆောင်ကြိုးပြီးတော့စောင့်ဆိုင်ခဲ့ကြောင်းထို့သူစောင့်ကြုံနေတဲ့ပေါ်တက်ရွာကိုစတီမာလာ၂၀ရက်နေ့ဝန်တက်ဆန္ဒနိုင်၁၀မိနစ်ကျင်းဂျပန်စစ်တပ်ကစစ်ကြောင်းထုတ်လာတဲ့ဖြင့်အပြန်အလှန်ပြစ်ခတ်တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းသိရတယ်။ ချင်းတိုက်ပွဲတွေဂျပန်စစ်သားအထင်နာကဖီယိုဖျဲနဲ့ပြတဲ့ဆုတ်ခွာသွားပြီးနောက်စတင်မာလာဆက်ရှင်နဲ့မိုးလဲနှစ်နိုင်ခန့်မှာထပ်မံစစ်ကြောင်းထုတ်ခဲ့တဲ့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ထပ်မံတိုက်ပွဲဖြစ်ပွားခဲ့ကြောင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အနေနဲ့ခရမ်းမလုံလောက်မှုကြောင့်ပြတဲ့ဆုတ်ခွာခဲ့ရတော့လဲစတင်မာလာဆက်ရှင်နဲ့ကနေနဆက်ရှင်နဲ့ဒီတိုက်ပွဲတွေအတွင်းအဂျပန်စစ်သား30ခန့်တေဆုံးခဲ့ကြောင်းသိရတယ်။မဆိုပါတိုက်ခိုက်မှုကိုရှင်းဖို့ခဲ့မှတ်ဆက်58ဆက်ရှင် 2023-26ဒုက္ခသာဝီကန်တိုက်ရင်များပူပေါင်းကခြင်းဖြစ်ပြီးရှင်းတိုက်ပွဲတွင်ဂျပန်စစ်သားများပြသိဆုံးနာကိုမျက်မြင်ရတော်လကောင်းဖက်စီယာရှယ်စစ်တုံးမှနေပြပြကြရ၎င်းသိရှိကြောင်းရှင်းဖို့ခိုင်တိုင်း23ကထုတ်ပြန်ပါသည်။နောက်ဆက်အားပေးကြတဲ့အတွက်ဝင်ကျေးဇူးတင်ရှိပါရရှင်။